ကာမေတုမိစ္ဆာသာရရဲ့အပြစ်တည်းသိရင်လွန်ကျူးရဲဖို့ကိုမလွယ်ဘူးဟုတ်လားနော်အဲဒါကြောင့်ကာမေတုမိစ္ဆာသာရလွန်ကျူးရင်ဘာအပြစ်တည်းရတတ်တယ်လို့ပြောရင်နံပါတ်၁လူမုံများတတ်တယ်တဲ့ဘာဖြစ်တဲ့ပြောကြည့်ပါဗါတယ်လေလူမုံများတတ်တယ်ဘာကိုလွန်ကျူးရင်လဲကာမေတုမိစ္ဆာသာရအမှုကိုလွန်ကျူးရင်တဲ့လူမုံများသလားမများဘူးလား ေတို့သူတော်စင်များလောကထဲမှာကြည်ရင်ဥစဉ်တို့ကတော့လောကကြီးထဲမှာကိုကိုတိုင်းလူဘဝနဲ့ကြော်ဖြတ်တာမဟုတ်ပေမဲ့လူဘဝလူ အပြောဆိုတွေကိုလိုက်ပြီးတော့ကြည်လိုက်ရင်နားလဲလို့ရသလားမရဘူးလားဟူရတဲ့ရှုပ်တဲ့ပုဂ္ဂိုလ်ဒီအပြောကောင်းတတ်တယ်ဟုတ်လားဘာကောင်းတတ်လဲအပြောကောင်းတတ်တယ်တစ်ဖက်ကပုဂ္ဂိုလ်များနှွဲ့ကြသွားအောင်ပြောတတ်တယ် တနာသွားအောင်ရွတ်တဲ့အောက်ကနေပြီးတော့ကြုတ်ပြီးတော့ဘာပဲလှုပ်ပြရလှုပ်ပြရဆိုတဲ့စိတ်ဓာတ်နဲ့စဝင်သလားမဝင်ဘူးလားအဲ့ဒါဒီစာဖတ်နေတဲ့ပုဂ္ဂိုလ်များကိလေသာရာကတောင်းကျင်းပြီးတော့အတွေးခေါ်မရှိတဲ့ပုဂ္ဂိုလ်များသွားပြီးတော့ကြည်လိုက်ရင်အဟုတ်ကြီးထင်သွားတတ်တယ်ဟုတ်လားတိတ်ပြီးတော့လိမ်မာတာပဲတိတ်ပြီးတော့တနာစရာကောင်းတာပဲဒီပုဂ္ဂိုလ်မျိုးသားငါလက်ထဲရောက်လာရင် ငါခိုင်းတယ်လို့တော့ရမှာပဲလို့ထင်ကောင်းထင်သွားလိမ့်မယ်အဲ့ဒါမျိုးများသွားပြီးတော့မထင်လေနဲ့ဟုတ်လားတို့သူတော်စင်များအဲ့ဒီပုံစံမျိုးနဲ့ချင်းကပ်လာရင်အကဲခတ်တတ်ဖို့လိုသလားမလိုလားအေးအထူးအဖြစ်တော့အပြောကောင်းတာကကိုကြောက်စရာကောင်းတယ်ဘာကောင်းရင်လဲတို့မိန်ကလေးမိန်ကလေးဆိုတာမိန်ကလေးရဲ့စိတ်ဓာတ်ဒီအမေစိတ်ရှိသလားမရှိဘူး မေစိတ်ရှိတယ်မိခင်စိတ်ရှိတယ်တဏှာစရာလေးနဲ့ဆွေဆွေနွဲ့နွဲ့ရိုးလိုက်အောက်ကသာကျုပ်ပြီးတော့ဝင်လိုက်ရင်အလွယ်တကူနဲ့စိတ်တဲ့ညွတ်သွားသူများရှိသလားမရှိဘူးအဲ့ဒါမျိုးတော့ဒုသူတော်စင်များဟောက်ပြားမှုမလုပ်လိုက်ပါနဲ့ဟုတ်လားနော်ဘဝဆိုတာကကိုယ်ဘဝကိုမျက်နှာမှအိမ်အောင်ကြနေရင်လေကိုယ်ဘဝကိုမျက်နှာရမယ် ကိုယူထားတဲ့လင်းယောက်ျားကိုမြင်လို့ရမယ်ဒီဘက်ကလင်းယောက်ျားကလည်းပဲကိုယူထားတဲ့ဇနီးမယားကိုမလုပ်ရမလဲသစ္စာရှိပြီးတော့နေရမယ်မြင်လို့ပြီးတော့နေရနှစ်ယောက်ပေါင်းဆက်ထားလိုက်လို့ကလေးရှိရင်ပိုဆိုးသွားတယ်ဟုတ်လားကလေးရလို့ရှိလာရင်သို့သူတော်စင်မယားပိုပြီးတော့ရည်ကြည်သလားမကြည်ဘူးလားအေးကလေးများရှိသွားရင်အဲ့ဒီကလေးဘဝကအများကြီးတွေးပါဟုတ်လားနော် ကလေးလေးတွေရဲ့ဘဝတည်ကိုယ့်ရဲ့မိခင်ရင်ဖခင်ရင်ကတောင်မှတခါတလေစိတ်ဓာတ်တွေကအမျိုးမျိုးဖြစ်ပြီးတော့မချစ်တတ်တာလေးတွေမရှိဘူးလားဆွေမတော်မျိုးမတော်နဲ့သူတစ်ပါးရဲ့ရင်တွင်မှာကိုသားသမီးကိုပို့မယ်တော့မကြံလိုက်ပါနဲ့ဟုတ်လားဘလောက်ပဲကောင်းတဲ့ပုဂ္ဂိုလ်ပဲပြောပြောသူယူထားတဲ့သူ့ဇနီးပေါ်တာကောင်းကောင်းကောင်းမယ် သူနဲ့မဆိုင်မင်းနဲ့ပေါ်ထွက်လာတဲ့ရှိနေတဲ့သာသမီများကိုချစ်မြတ်လို့တရားအကြောင်းရှိလားပထမတော့ယုံအောင်အကုန်လုံးချစ်မြတ်လို့ပြပါလိမ့်မယ်အကောင်းဆုံးနေလုတ်ပြသွားပါလိမ့်လက်သေးကိုဝင်သေးကို ရောက်သွားတာနဲ့တပြိုင်နက်သူ့ရဲ့စိတ်ဓာတ်များပေါ်လာတာတွေကိုတွေ့ရလိမ့်မယ်ဟုတ်လားအဲ့ဒါမျိုးဖြစ်ပြီဆိုတော့တကယ်လို့များလိုက်ရောလိုက်လို့ပေါင်းဆက်ထားရင်နောက်ပြန်ဆုတ်ဖို့ခက်သလားမခက်ဘူးလား ကိုပြန်ဆုံးအောင်တော့ဘဝဒီနှခါနာဖြစ်သွားပြီနာမည်လည်းပဲပြက်သလားမပြက်ဘူးလားဒီဘက်ကဆက်ပြီးတော့ပေါင်းညံတော့လည်းပဲကို့မှာပါသွားတဲ့သာသမီလေးတွေကယောက်ျားလေးဖြစ်ပြန်ရင်လည်းပဲကို့ရဲ့ပထွေးဖြစ်တဲ့ပုဂ္ဂိုလ်ကိုပထွေးလို့ခေါ်ခြင်းရလားအဖေတော်ခြင်းရလားမတော်ခြင်းဖြစ်တတ်တယ်အဲ့ဒီထဲမှာမိန်းကလေးများပါသွားရင် အဲ့ဒီမိန်းကလေးတွေကြောက်ကြောက်လန့်လန့်နဲ့ဘဝမှာပေါင်းဆက်ရတယ်ဟုတ်လားကျင်းမှုမဂ္ဂဇင်းတွေထဲမှာ တွေ့ဘူးလားတွေ့ပါရဲ့ဗျာအေးအဲ့ဒါမျိုးပါလာတဲ့ပုဂ္ဂိုလ်ကိုဒီဘက်ကသူ့ရဲ့ဇနီးမယားမရှိတဲ့အချိန်မှာ ဝင်ပြီးတော့တောင်းကျမ်းလို့ပထွေးတောင်းကျမ်းလို့ပြဿနာတက်ရတာရှိသလားမရှိဘူးလားအဲ့ဒါကြောင့်လောကလူဘဝရှိပြီးကြောက်စရာကောင်းပါတယ်အတိညာမဲ့မဲ့နဲ့ တို့သူတော်စင်များလောကကြီးရှစ်ဆက်ပြီးတော့မတွန်းလိုက်ပါနဲ့စီကန်းရှိဖို့လိုသလားမလိုဘူးလားတို့သူတော်စင်များကအိမ်တော်ကြထားတဲ့ပုဂ္ဂိုလ်များသည်ဆင်ញင်နိုင်လောက်ပါဟုတ်လားနော်ဘာလို့လဲပြောရင်လောကလူဘဝမှာအတွေ့အကြုံလို့ပြောကြတဲ့နော်ဆန့်ကျင်ဘက်လိန်ရင်းရဲ့အတွေ့အကြုံကိုလည်းပဲရပြီးသားဖြစ်ဒီဟာကိုကထိမ့်သိမ့်နိုင်တဲ့စိတ်ကမရှိသင့်ဘူးလားရှိသင့်တယ်ဒါကိုပဲစိတ်အလိုလိုက်ပြီးတော့တမျိုးပြီးတမျိုး တစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးရှားနေရင်သုံးမှမလားဟေးနောက်ပိုင်းကျတော့လေးလုံးနဲ့သုံးသွားလိမ့်မယ်ဘယ်နှလုံးနဲ့သုံးဘာတွေတော့လေးလုံးပါအေးအဲ့ဒါ AIDS နဲ့သုံးသွားမှာဘောကဒါတွေကဥစဉ်တို့အများကြီးတွေ့ခဲ့တယ်။ဘာမှမသိတဲ့ပုဂ္ဂိုလ်မြန်မာနိုင်ငံမှာခုအိမ်အောင်ပြုတ်ကြတယ်အပိုင်းမှာလွယ်လွယ်ကူကူနဲ့အိမ်အောင်ပြုတ်နေတာတွေရှိဘူးလား နိုင်ငံတကာမှာအဲ့ဒါမျိုးမဟုတ်ကြတော့အိမ်တော်ပြုတ်ပြီးရဲ့လို့ဆိုရင်ဆေးရုံကိုသွားကြတယ်နှစ်ယောက်လုံးသွားပြီးတော့သွေးဖောက်စစ်ဆေးတယ်အိရှိုင်မီအဆင့်ရှိသလားအိရှိုင်မီပေါ့စစ်ရှိသလားအိရှိုင်မီလား AIS အဆင့်မှာရှိသလားဆိုတာယူတင်စဉ်းစားတာရှိဘူးလားကိုယ်နယ်လည်းပဲမတိမကျွမ်းဘူး ဘဝကိုငယ်စဉ်ကစဘလို့ကျင်လေခဲ့တယ်ဆိုတာကိုမသိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဇာရိတ္တကအရင်ကြီးသွားပြီးအထင်ကြီးခန္ဓာကိုယ်ပုံအပ်လိုက်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဒီယွန်စရာကောင်းသလားမကောင်းဘူးလားသူ့ဘဝသူပြန်စဉ်းစားကြည့်ရင်ကယွန်စရာမကောင်းဘူးလားသူကိုယ်တိုင်လည်းယွန်စရာကောင်းတယ်နဗီးကကြည့်ရတဲ့ပုဂ္ဂိုလ်ကလည်းယွန်စရာကောင်းတယ်ဟုတ်လားအဲ့ဒါကြောင့်အိမ်တော်ဖောက်ပြန်မှုလောက်စိတ်ပြက်စရာကောင်းတဲ့ပြစ်မှုရှိလား အဲ့ဒါကိုဒုသူရစင်မြာဘဝဆိုတာရနေတဲ့ຢာကြီးလေးမှာအကောင်းဆုံးနေဖို့လိုသလားမလိုလားအဲ့ဒါကြောင့်အိမ်အောင်ပေါက်ပြင်လို့ရှင်ဘာဖြစ်တယ်လဲပြောရင်နံပါတ်1နော်သူရဘသာမယစော်ကားရေလူမုံများတဲ့တဲ့ဗာများတဲ့ကဲပြောကြည့်ပါဦးဗာမုံများတဲ့လေနောက်တစ်ခုကကျတော့ယံသူများတဲ့တဲ့ဗာများတဲ့ ယံသူများတတ်တယ်တဲ့အဲ့ဒါမျိုးဖောက်ပြန်ထားတဲ့ပုဂ္ဂိုလ်လူသိလူတိုင်းကနေရှင်းသလားမရှင်းဘူးလားရှင်းတယ်ဟောလားလူတိုင်းကနေပြီးတော့လူပုံစံဒီအကဲခတ်လိုက်တာနဲ့တော်တော်များများအကဲခတ်လို့ရသလားမရဘူးလားရသူ့ရဲ့အပြောသူ့ရဲ့စိတ်ထားသေသေးချာချာအကဲခတ်ကြည့်လိုက်မူရင်းဒီလန့်ပြီးတော့မြင်လို့ရသလားမရဘူးလားရတယ်ဒါကတတိရှိမှဘာရှိမှလဲ ေသတိနဲ့အကဲခတ်ယူလို့ရတယ်အဲဒါကြောင့်မို့သူတော်ဘာရဲ့တာမယာပြမစော်ကားကြတဲ့ပုဂ္ဂိုလ်ကိုသွားကြည့်ရင်နံပါတ်1လူမုံများတတ်တယ်နံပါတ်2ကဘာဖြစ်တယ်လဲယံသူများတတ်တယ်နောက်နံပါတ်3ကကြတော့လက်လာဘတိတ်တတ်တယ်လက်တိတ်တတ်တယ်တဲ့ဘာလို့တဲ့ပြောကြည့်ပါဘာလဲလက်တိတ်တတ်တယ်တဲ့လက်တိတ်တယ်ဆိုတာက တို့သူတော်စင်များအခုစီးပွားရေးလောက်ကြတဲ့အပိုင်းမှာစီးပွားရေးလေးတွေကောင်းလာတာလေးတွေတခါလေးမရှိဘူးလားစီးပွားရေးလေးတွေကောင်းလာတယ်အဲ့ဒါဒီကံတွေတက်လာဘာတွေတက်လာတာလဲကံတက်လာရင်စီးပွားရေးလေးအဆင်ပြေလာရင်တော်တော်များများရဲ့စိတ်တွေအောက်ချီလွတ်လာတတ်တယ်ဘာလွတ်လာတဲ့အောက်ခြေတွေလွတ်လာတတ်တယ်စီးပွားရေးလေးရှိလာရင်ငူရင်းလုတ်တဲ့အလုပ်ပေါ်မှာတန်ရောစင်သိပ်ပြီးတော့မရှိတော့နော် တန်ရောခင်အရှိနေလာတဲ့တယ်။သွားပြီးတော့ကြည်လိုက်ရင်လည်းတတိကైဖန်းလာတယ်တွေ့ရလေ။ဘာကైဖန်းလာ။တတိကైတွေဖန်းလာပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီသိမ့်မကြတော့ဘူးပြုတ်ကြဖို့ရာနှီးသွားပြီ။ဘာနှီးသွား။ပြုတ်ကြဖို့ရာနှီးသလားမနှီးဘူးလား။အေးအဲ့ဒါကြောင့်မို့စီးပွားရေးလေးလုပ်လို့စီးပွားရေးလေးများအသင်ပြေနေရင်ကာမဂုဏ်ကိစ္စကဝေဝေရှောင်ပါ။ဘာရှောင်ရမလဲ။ ကာမဂုဏ်ကိစ္စကိုဝေဝေရှောင်ရမယ်။အဲ့ဒါမျိုးဝေဝေရှောင်နိုင်လေအဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်တည်းအည်သွေးတောက်ပြောင်။သူ့ရဲ့စိတ်တက်ကတန်ရှင်းလေစီးပွားရေးကတက်လေပဲ။ဟုတ်သလားမဟုတ်ဘူးလား။အေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များစည်းပွားရေးလောက်ကြတဲ့အပိုင်းမှာလက်တိတ်အောင်မလုပ်ပါနဲ့။ဘာတိတ်အောင်မလုပ်ရဘူးလဲ။လက်တိတ်အောင်မလုပ်ရဘူး။ကာမဂုဏ်စည်းကမ်းရှိဖို့လိုသလားမလိုလား။ ေဒီအကြောင်းအရာများကိုအပြည့်စုံဖတ်ချင်ရင်တို့တော်စင်များခုဦးဇင်းတို့เจ้าကနေသာရန်တင်ထားတာရှိနော်အများဖတ်ဖို့ရတဲ့စာကြည့်လိုက်ဒီမှာဖို့ထားတာရှိတယ်ကာမေတုမိစ္ဆာသာရနဲ့ HIV ANES ဆိုတဲ့သာရန်တို့ရှိအပြည့်စုံသုတေသနာလုပ်ပြီးတော့ရေးထားနော်သုတေသနာလုပ်တယ်ဆိုတာကအခုဆေးရုံတွေကိုလိုက်တယ် ANS ဖြစ်တဲ့အကြောင်းကာမိတုမိစ္ဆာသာရတွေဖြစ်တတ်တဲ့သဘောတဘာဝတွေကိုစုစည်းပြီးတော့အဲ့ဒါတင်ပြထားတာရှိတယ်ဟုတ်လားနော်ဒီမှာလည်းပဲအဲ့ဒါလက်တိတ်တဲ့လက်တိတ်တဲ့ဆိုတို့မြန်မာလူမျိုးတော်တော်များများဒီ၅ပါးဒီလားလုံသလားမလုံလားလုံသလားမလုံလားမလုံဘူးဖြစ်နေတယ်စိတ်သိဟုတ်လားအဲ့ဒါကြောင့်မို့ဒီထဲမှာအဆိုးရွားဆုံးဖြစ်တဲ့ကာမိတုမိစ္ဆာသာရကရုပ်လည်းပဲပြတ်ပါတယ်ဟုတ်လား ကိုယ့်ရဲ့အသက်ရွယ်ကိုပြင်ပြီးတော့ကြီးလိုက်အသက်ရွယ်ကြီးလာတာနဲ့အမြဉာဏ်ပညာကြီးလာဖို့လိုသလားမလိုလားဉာဏ်ပညာကြီးပြီးတော့စဉ်စဉ်ချင်းချင်းနေရင်လက်လာပါရှင်သလားမရှင်ဘူးလားရှင်ပါလိမ့်မယ်အဲ့ဒါကြောင့်ကာမေတုမိစ္ဆာသာရလွန်ကျူးရင်တော့လက်တိတ်သွားလိမ့်မယ်ဘာလို့သွားလိမ့်မလဲကဲဘယ်နှမျိုးရကဲပြောကြည့်ပါဦးဘာတွေလဲလဲ လက်တိတ်တတ်တယ်တဲ့နောက်တစ်ခုကကြတော့ချမ်းသာကင်းစိတ်တတ်တယ်တဲ့ဘာကင်းစိတ်ချမ်းသာတရားများနဲ့ကင်းစိတ်တယ်ဒီလိုပြောလိုက်အောင်ဆင်းရဲတတ်တယ်တက်ရပြောဘာလဲလဲဆင်းရဲတတ်တယ်ဘာကိုလွန်ကျူးရင်လဲကာမိတုမိစ္ဆာသာရကိုလွန်ကျူးရင်ဆင်းရဲတတ်တယ်ဒီဘဝရည်လေးတွေတက်လာပြီဆိုရင်ဒုသူရောစင်မြန်အဲ့ဒီပုဂ္ဂိုလ်စီချမ်းသာဖို့နှိစ္စတလားမနှိစ္စဘူးလား နှိစ္စသွားပြီးစီးပွားရေးကတက်လာရင်ဒါချမ်းသာတော့ဒါပေမဲ့ကာမဂုဏ်ဘက်ကိုအာယုံပြုတ်လိုက်တာနဲ့ဒီပြိုင်နဲ့ဒီလိုင်းလေးကိုရောက်သွားတဲ့ပုဂ္ဂိုလ်သည်သွားပြီးတော့ကြည့်ရင်ဆင်ញင်ញံမဲ့သလားမမဲ့ဘူးလားဆင်ញင်ញံမဲ့သွားတယ်မဲ့တဲ့အတွက်ကြောင့်တက်နေတဲ့စီးပွားရေးများအောက်ပြန်ကျပြီအမြဲတမ်းဆင်ရဲသလားမဆင်ရဲဘူးလားကာမဂုဏ်ဘတ္တာဝါဒနာပါတဲ့ပုဂ္ဂိုလ်များသွားပြီးတော့ကြည့်ရလာတဲ့အဲ့ဒီပစ္စည်းကိုဟောလာ ငွေကိုရအောင်ဆရာဆရာပြီးတော့ငွေဒုတ်လေးပိုက်ပြီးတော့သူတစ်ပါးကိုဖြားရောက်ကြည့်ဘာလို့ကြည့်လဲသူတစ်ပါးကိုဖြားရောက်ကြည့်တယ်စိတ်ဝင်စားအောင်လုပ်ကြည့်တယ်ငွေကြိုက်တဲ့ပုဂ္ဂိုလ်ကငွေဒုတ်မြင်ရင်ဟိုဘက်ကငွေရဲ့နောက်မှာရှိနေတဲ့အန္တရာယ်ကိုမြင်သေးလား မမြင်တော့ဘူးဒီဘက်ကပုဂ္ဂိုလ်ကလည်းပဲငွေရအောင်ရှာတယ်ကာမဂုံအတွက်အသုံးပြုတယ်ရအောင်ရှာတယ်ငွေကုံသွားလိုက်သွားရှာလိုက်ရလာလိုက်ကာမဂုံအတွက်ဖြားရောင်းလိုက်မယ်အဲ့ဒါမျိုးနဲ့မြားနေတာရှိသလားမရှိဘူးလားအဲ့ဒါကြောင့်ကာမဂုံဝါဒနာအားကြီးတဲ့ပုဂ္ဂိုလ်ဒီသာဝရဆင်းရဲတဲ့တယ်ဟုတ်လားမဆင်းရဲဘူးလားကဲဘယ်နှမျိုးရကဲပြောကြည့်ပါဦးဘာတွေလဲလဲ သာဝရဆင်းရဲတဲ့တဲ့ဘယ်နှမျိုးရနောက်တစ်ခုကကြတော့မိန်းကလေးဘဝကြီးတယ်ပဲထက်ခါထက်ခါရတဲ့တဲ့ဗါတယ်လေမိန်းကလေးဘဝကြီးတယ်ထက်ခါထက်ခါရတဲ့ဒီဘဝလေမိန်းကလေးပဲနောက်ဘဝလေမိန်းကလေးပဲတကယ်တမ်းကမိန်းကလေးပြီးမိန်းကလေးအဲ့ဒါမျိုးဒီဆောက်တာဟုတ်ရဲ့လား မဟုတ်ဘူးဟုတ်လားကုသိုလ်ကောင်းမှုလေးလှုပ်လိုက်အဲ့ဒီပုဂ္ဂိုလ်ဒီဘဝစင်တန်းလေးမြင့်ပြီးတော့ယောက်ျားလေးပြန်ဖြစ်သွားလိုက်ယောက်ျားလေးဘဝရောက်လာတယ်မဟုတ်တာတွေလှုပ်လိုက်ပဲပြန်ရောက်သွားမင်းကလေးဘဝရောက်သွားမင်းကလေးဘဝကနေမကောင်းတာတွေလှုပ်လိုက်တယ်မင်းကလေးကိုမဖြစ်တော့အဲ့ဒါမျိုးရှိသလားမရှိဘူးလားအေးအဲ့ဒါကြောင့်ဘဝမှာအခုလောကထဲမှာငွေးလာတဲ့သာသမီလေးတွေပဲជីကြီး တို့သူတော်စင်တို့မွေးတဲ့သားသမီးကိုကြည့်ယောက်ျားလေးနဲ့မိန်းကလေးတစ်ဖြည်းဖြည်းနဲ့ဘာများလားမိန်းကလေးတွေများလာတယ်မြန်မာနိုင်ငံမှာလည်းမိန်းကလေးတွေများလာဒီဘက်ကအိန္ဒိယနိုင်ငံကြည့်ရင်လည်းမိန်းကလေးတွေများလာအိန္ဒိယနိုင်ငံရဲ့စနစ်လေးတွေသွားပြီးတော့ကြည့်တော့ကြောက်စရာတောင်ကောင်းတယ်အိန္ဒိယနိုင်ငံကကလေးလေးကိုပြိတန်တွေတီးပြီးဆိုလို့ချင်းတန်းပြီးတော့အထရာဆောင်းတွေသွားပြီးတော့ရိုက်တယ်စကင်တွေသွားပြီးတော့ရိုက်တယ် အထဲထဲမှာစစ်သေးကြည့်လိုက်လို့မိန်းကလေးဖြစ်တဲ့ဆိုရင်အဘောဆင်းလို့ပြင်တယ်ကလေးယူရလားမယူဘူးအဲ့ဒါကိုဖြတ်ချပြကြတယ်နော်အဲ့ဒီတိုင်းနဲ့သွားတယ်နောက်ဒီလိုနဲ့နေရင်နေရင်လည်းယောက်ျားလေးကလုံးဝမရဘူးဖြစ်တယ်ထဲထဲမှာစမ်းစစ်ကြည့်လိုက်တဲ့မိန်းကလေးဖြစ်ဖြတ်ချအဲ့ဒီတိုင်းပဲသွားတယ်နောက်ပိုင်းကျတော့မဖြစ်ဘူးဒီတိုင်းဆိုရင်တော့တို့ကလေးတောင်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ယူလိုက်ရအိန္ဒိယနိုင်ငံမှာသွားပြီးတော့ကြည့်လိုက်ရင်ဟုတ်လား မိန်ကလေးအိမ်တဲ့အိမ်မှာ3ယောက်လောက်ပါရင်မိဘကအဲ့ဒါဆင်းရဲဆင်းရဲတွင်နေတော့တာပဲဘာလို့လဲပြောရင်အိန္ဒိယနိုင်ငံကစနစ်ကမြန်မာနိုင်ငံနဲ့ပြောင်းမြန်ဘယ်သူနဲ့ပြောင်းမြန်မြန်မာနိုင်ငံနဲ့ပြောင်းမြန်နော်ဘယ်လိုပြောင်းမြန်ဖြစ်နေတယ်လဲပြောရင်မိန်ကလေးကနေပြီးတော့ယောက်ျားလေးကိုတင်တောင်းရတာဘယ်သူကတင်တောင်းရမိန်ကလေးကနေပြီးတော့ယောက်ျားလေးကို တင်တောင်းရတယ် အဲ့ဒီယောက်ျားလေးကဘဝဆင်တန်းတွေကအဲ့ဒါမြင်ဘွယ်တွေကလည်းပဲရအလုတ်ကင်ကလည်းပဲကောင်းဆိုအဲ့ဒီလူမျိုးပုဂ္ဂိုလ်ကိုကိုသမီးကသွားပြင်းပြန်ကြိုက်မိရင်ဟိုဘက်ကတင်ကြီးအများကြီးတောင်းလိုက်နော်အဲ့ဒါတို့ရဲ့သားနဲ့ရကြရင်တော့ပိန်ပေါင်းဘလောက်ပေါ့ပိန်ထောင်ချီပြီးတော့တောင်းချလိုက်တယ်အဲ့ဒါမျိုးတောင်းချတော့ဒီဘက်ကသမီးကလည်းပဲသူ့ကိုမှသူ့ကိုလို့ဖြစ်နေရင်မိဘကရှိတဲ့ပြည်စီရောင်းချပြီးတော့မလုပ်ပြရလဲ တောင်းရန်ပြရတယ်ဘယ်နိုင်ငံကစနစ်အဲ့တော့ဥစဉ်တို့အိန္ဒိယနိုင်ငံတွေကိုယင်းနှစ်ကရောက်ကြတော့လေဒဂါကြီးတယောက်နဲ့တွေ့တော့အဲ့ဒီတိုင်းမှာသူသမီးမင်္ဂလာဆောင်မှာမို့နော်မြန်မာဘက်မှာရှိနေတဲ့သူ့မိတ်ဆွေစီကိုလှမ်းပြီးတော့ငွေချီးခိုင်းလိုက်ဘယ်သူမင်္ဂလာဆောင်မှာမို့သမီးမင်္ဂလာဆောင်မှာမို့အိမ်ရှိတာနဲ့ကိုမလောက်တော့တဲ့အတွက်ကြောင့်မို့အဲ့ဒါမိတ်ဆွေအနေနဲ့အကူအညီပေးဖို့ရာဆိုလှမ်းပြီးတော့အဲ့ဒါဒီဘက်ကိုအကူအညီတောင်းရ အဲ့ဒါမျိုးတွေဖြစ်ရှိတယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များကာမိတုမိစ္ဆာသာရအာမြာလာရင်တဲ့ဘာပြီးရင်ပါမိင်္ဂလိပြီးရင်မိင်္ဂလိဖြစ်တတ်တယ်တဲ့အဲ့ဒါကြောင့်မို့ရှိနေတဲ့ကိုယ့်ရဲ့ဘဝလေးကိုကာမိတုမိစ္ဆာသာရကမလွန်ကျူးမိအောင်တောင်းလျှောက်ဖို့လိုသလားမလိုလားလိုတယ်ကဲဘယ်နှမျိုးရနောက်တစ်မျိုးကကြတော့ပန်ဒုတ်ဖြစ်တတ်တယ်တဲ့ဘာဖြစ်တဲ့ ပန်းတုတ်ဖြစ်တယ်ဆိုတာကဒုသူရောစင်မြာပန်းတုတ်ဆိုတဲ့ဇာကားကဟုတ်လားနော်ဒီဘက်ကပါဠိကသတ်သင်းတော့သိပြီးတော့မရှင်းဘူးပေါ့လောကထဲမှာလိုက်ပြီးတော့ကြည့်လိုက်ရင်ဟိုမရောက်ဒီမရောက်သမားဖြစ်တတ်တယ်ဘာဖြစ်တတ်လဲဘလို့ဟိုမရောက်ဒီမရောက်တာဟိုလည်းမရောက်ဘူးဒီလည်းမရောက်ဘူးတဲ့အဲ့ဒါမျိုးသမားတွေလောကမှာမရှိဘူးလားယောက်ျားလေးဘဝရောက်တယ်ယောက်ျားလေးစိတ်မရှိဘူးပျော့နှွဲ့နှောင်းတာဒါမျိုးတွေမရှိဘူးလား မိန်ကလေးဖြစ်ပြန်တယ်မိန်ကလေးဘဝသွားပြီးတော့ရောက်တယ်မိန်ကလေးသိမရှိဘူးယောက်ျားကြီးအတိုင်းပဲသွားလိုက်ရင်လဲလွာ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 ဟုတ်လားနော်အဲ့ဒါမျိုးသမားတွေရှိသလားမရှိဘူးလားအေးပုံစံကြီးကြည့်လိုက်ရင်ယောက်ျားပုံစံမျိုးကြီးအဲ့ဒါမျိုးတွေရှိတတ်တယ်တချို့နှက်ခမ်းမွေးတွေတောင်ပေါက်နေတာရှိတယ်ဟုတ်လားမိန်ကလေးကလည်းအဲ့ဒီပုံစံမျိုးတွေတို့သူတော်စင်များရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ကြည့်လိုက်ရင်ဘယ်နှမျိုးရ ကဲပြောကြည့်ပါဦးပါလိမ့်တယ်လေပန်တုတ်ဖြစ်တတ်တယ်တဲ့ဘယ်နှယောက်အေးနောက်တစ်ယောက်ကိုသွားပြီးတော့ကြည့်ရင်ဘာဖြစ်တတ်တယ်လဲလို့ပြောရင်အမျိုးယုံညံ့တဲ့မိသားစုမှာသွားသွားဖြစ်တတ်တယ်တဲ့ဘယ်မှာဖြစ်တယ် အမျိုးယုံညံ့တဲ့မိသားစုမှာသွားသွားပြီးတော့ဖြစ်တတ်တယ်တဲ့အဲ့ဒါမျိုးအမျိုးယုံညံ့တဲ့မိသားစုဆိုရင်သွားပြီးတော့ကြီးလိုက်ရင်ကိုသားသမီးမူရထားတာတော့မှန်တယ်မချစ်တတ်ဘူးဘာမလုပ်တတ်ဘူးလဲကိုသားသမီးကိုမချစ်တတ်ဘူးတခါလေကျတော့မိန်းကလေးမူရထားပြီးတော့တယောက်နဲ့တယောက်အဲ့ဒါသူသမီးနဲ့သူနဲ့ရံဖြစ်နေတာတောင်မှဦးစင်းတို့ကတခါတော့ကကြုံဘူးတယ်ဟုတ်လား ကိုသားသမီးကိုရင်ရင်ဆိုင်ဆိုင်နဲ့သင်မပေးပါနဲ့။ဘာတွေသင်မပေးရ။အမိဖြစ်တဲ့ပုဂ္ဂိုလ်အဖေဖြစ်တဲ့ပုဂ္ဂိုလ်များသည်သားသမီးများရဲ့စံပြချစ်စရာကောင်းတဲ့မိခင်တွေပဲဖြစ်တဲ့နဲ့။ဘာပဲဖြစ်တဲ့လဲ။စံပြချစ်စရာ ကောင်းတဲ့မိခင်အမေကြည့်လိုက်ပြန်တော့လည်းပဲဟိုနှမ်းတွေ့လျာဒီနှမ်းတွေ့လျာဟိုဟာနဲ့တွေ့လိုက်ဒါနဲ့တွေ့လိုက်ဟိုသွားဒီသွားဆိုတော့သူမွေးထားတဲ့သာသမီးတွေလူလူနေသိက္ခာကြာသလားမကြဘူးလား ဘာမှမလုပ်ရသေးတဲ့သာသမီရဲ့ဘဝကိုအမေအဖေကနေသူကချိုးနှိမ်တာဟုတ်လားအဲ့ဒါကြောင့်မို့အရွယ်လေးရှိသေးတဲ့မိခင်ဖခင်များဒီစီကန်းရှိဖို့လိုသလားမလိုလားဒါလို့လဲပြောရင်ကိုမွေးထားတဲ့သားလေးတွေမရှိဘူးလားကိုမွေးထားတဲ့သမီးလေးတွေမရှိဘူးလားအထူးအဖြစ်သမီးလေးတွေကျတော့ပို့ပြီးတော့အရေးကြီးတယ်မိခင်ကိုကြည့်ပြီးတော့သမီးကိုဆုံးဖြတ်တာတွေမရှိဘူးလားအေးဟုတ်လား လူမာကြတော့ပါတယ်ကြက်မာကြတော့ပါတယ်လူမာကြတော့ဟင်အဲ့ဒါအကုန်လိုက်တတ်တယ်ဟုတ်လားအေးအဲ့ဒါကြောင့်ဘဝမှာတိဆောက်ကြတဲ့အပိုင်းမှာကိုယ့်ရဲ့မြူးယူအနေထားကြီးကိုသွားပြီးတော့မကောင်းတာကိုအတုမလိုက်တဲ့ဘာကိုအလိုက်အတုမလိုက်တဲ့မကောင်းတာကိုအတုမလိုက်တဲ့ဘာလို့လဲပြောရင်ကိုယ်ချစ်ရတဲ့သာသမီလေးတွေရှိသလားမရှိဘူးလား အဲ့ဒါလေးတွေဆိုအမြဲတမ်းကြီးပြီးတော့တို့သူတော်စင်များနေဖို့ရလိုပါတယ်အဲ့ဒါမျိုးမှမဟုတ်ဖက်နဲ့ကျူးလွန်ရင်မျိုးရုပ်တဲ့ဘဝမှာဆက်ခါဆက်ခါဘာလို့ရလဲဖြစ်ရတဲ့တဲ့ဘယ်နှမျိုးရဘယ်နှမျိုးရလဲနောက်တစ်ခုကလောကထဲမှာမျက်နာမตาမယာနေရတဲ့တဲ့ဗါတယ်လေလောကထဲမှာမျက်နာမตาမယာနေရတဲ့တဲ့ပြောကြည့်ပါ လောကထဲမှာမျက်နာမသာမယာနေရတဲ့အဲ့ဒါမျိုးဖောက်ပြန်မှုတွေရှိနေတဲ့ပုဂ္ဂိုလ်တွေမျက်နှာပြောင်တိုက်ပြီးတော့လောကကြီးထဲသွားနေပြီမဲ့လူတိုင်းကနှကောင်ရှုံမလားမရှုံဘူးလားဒါပဲဘုန်းနှမ်းမြင်ဒါပဲငါတို့ဘယ်နှံတွေ့ထားတာဒါပဲဖြစ်သလားမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ဒါကြောင့်မျက်နာမသာမယာရှက်တတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ရှက်သလားမရှက်ဘူးလား က်တယ်အဲ့ဒါကြောင့်လောကမှာနေမျက်နှာသာသာရာရာလေးနဲ့မျက်နှာလေးလှပြီမဲ့အကျင့်မလှရင်လည်းမလှဘူးပြည့်တည်းလှရလားမျက်နှာလေးလည်းပဲလှပါသေးအကျင့်လည်းပဲလှပါသေးအဲ့ဒါကြောင့်လောကလူကြားထဲမှာဘာဖြစ်တယ်လဲမျက်နှာမသာမရာဖြစ်တတ်တယ်တဲ့ကဲဘယ်နှမျိုးရာဘယ်နှမျိုးလဲလေနောက်တစ်မျိုးကကြတော့အရှက်ရတဲ့တဲ့ဘာရတဲ့ အရှက်ရတဲ့တဲ့အဲ့ဒါမျိုးအထင်တကြီးနဲ့ပေါ်လောကမှာတခုခုလှုပ်ချသွားလိုက်ပြီးသွားတဲ့အခါကျမှပြဿနာတွေပြက်ပြီဆိုရင်ရှက်စရာကောင်းသလားမကောင်းဘူးလားရှက်စရာကောင်းပါတယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ခန္ဓာ ကိုယ့်ရဲ့အသက်အားလုံးကိုတန်ဖိုးထားတဲ့မိခင်ဖခင်များဖြစ်ဖို့လိုသလားမလိုလားလိုတယ်အဲ့ဒါကြောင့်အိမ်တော်စည်းကမ်းရှိတဲ့မိခင်ဖခင်များဖြစ်တဲ့နေအဲ့ဒါမှဘဝသာယာပါလိမ့်မယ်ကဲအကျိုးတရားဘဏ္ဍပါယဘဏ္ဍပါတယ်လေဘူပါရပါကဲနောက်တစ်ပါးထည့်လိုက်နောက်တစ်ပါးကဗာလဲပြောရင်ခြေလက်အင်္ကာတွေမတန်မစွမ်းဖြစ်တတ်တယ်တဲ့ဗာလဲလေ ခြေလက်အင်္ဂါတွေမတတ်မစွမ်းဖြစ်တတ်တယ်တချို့သွားပြီးတော့ကြီးလိုက်မွေးကလေးကအဲ့ဒါမျိုး လိန်လာတာကောက်လာတာမပါတာပြုတ်နေတာပြက်နေတာအဲ့မျိုးတွေမရှိဘူးလားအဲ့ဒါမျိုးတွေနဲ့အဲ့ဒါကြုံရတတ်တယ်တဲ့ဘာတွေလွန်ကျူးထားရင်လဲကာမေသူမိစ္ဆာသာရကိုလွန်ကျူးရင်အဲ့ဒါမျိုးဖြစ်တတ်တယ်ခဲဘယ်နှမျိုးရခဲပြောကြည့်ပါဘာတွေလဲယံသူများတတ်တယ် လက်တိတ်တဲ့တဲ့သာဝရဆင်းရဲတဲ့တဲ့ရက်ခါထက်ခါရတဲ့တဲ့ပန်တို့ဖြစ်တဲ့တဲ့ယုံညံ့တဲ့အမျိုးမှသွားပြီးတော့ဖြစ်တဲ့တဲ့လောကထဲမှာမျက်နှာမသာမရာဖြစ်တဲ့တဲ့အရှက်ရတဲ့တဲ့ဘယ်နှမျိုးခြေလက်အင်ကမတမဆွမ်းဖြစ်တဲ့တဲ့ဘယ်နှမျိုးရ အေးနောက်တစ်ခုကစိုးရိမ်သိမ့်များရတယ်တဲ့ဘာသိမ့်များရစိုးရိမ်သိမ့်များရတယ်ဆိုတာကမဟုတ်တာလှုပ်ထားတဲ့ပုံကိုဒီဘယ်သွားသွားမစိုးရိမ်ရဘူးလားစိုးရိမ်ရတယ်ငါဒီလိုကြီးဖြစ်နေတာလူတွေမြန်မြင်သွားမလားလူတွေမြန်တွေ့သွားမလားငါအတိတွေမြန်တွေ့သွားမလားဒါမျိုးမစိုးရိမ်ရဘူးလားစိုးရိမ်ရတယ်မှန်နေတဲ့ပုံကိုတယောက်ကနေ့လေကြောင်တောင်ကြီးသွားလေ ပုံးတရာကွယ်တရာလူရလားညသွားလည်းပဲပုံးတရာကွယ်တရာလူရလားရှင်းရှင်းလင်းလင်းပဲဟောလားနော်ဥစဉ်တို့ကြောင်းနေမှာတော့ရှိတယ်လူလာပြီးရဲ့လို့ဆိုရင်ဘုန်းကြီးရံများမှာအပြစ်တင်တဲ့လက်ခါဖို့ရှိအဲ့ဒါဘာလဲပြောရင်ခရီးကကိုနဲ့မတိတဲ့အစိမ့်ပုဂ္ဂိုလ်လာရင်ဇကားပိတ်မထားရဘာမထားရ တကားပိတ်မထားရမသိတဲ့ပုဂ္ဂိုလ်တယောက်လာနေတာကိုတကားပိတ်ထားရင်နဗိကဘာဖြစ်မလဲတန်လျာတွေရှိသလားမရှိဘူးလားရှိတယ်အထဲထဲမဲ့လူရှိတဲ့တကားကပိတ်ထားတယ်ဆိုလို့ချင်းတန်လျာတွေရှိသလားမရှိဘူးလားသူ့အတူသူတော်ကောင်းလို့ဘလောက်ပြောပြောစိတ်ပရိကြီးလဲဖင်းမှာဘလောက်ပဲစွတ်ထားတာဘလောက်ပဲတန့်ပါတယ်ပြောပြောဟုတ်လားမယူးလို့ကဘာလောက်ထားရတာလဲ တကားပိတ်ထားတယ်ဥစဉ်တို့ဧည့်ပဲလားဘရောမှာပိတ်ထားတယ်မရှိဘူးနဗီကထင်မာကိုကြောက်နော်ငါဒီလိုပိတ်ထားလိုက်ရင်ဒီလိုထင်မာပဲဆိုအမြဲတမ်းဧည့်ပဲလာတာနဲ့တကားကိုမဖွင့်သေးတောင်ဖွင့်ပေးရဘာလို့လဲပြောရင်ယူသားတာကိုပြရပါကိုပြရယူသားတာကိုပြရတာမယူသားတဲ့ပုဂ္ဂိုလ်ဒီကြောင်ကြိုက်တယ်အမောင်ကြိုက်တယ်စိတ်괴ရကြိုက်တယ်ဘာကြိုက်လဲကြောင်ကြိုက်တယ်အမောင်ကြိုက်တယ်စိတ်괴ရကြိုက်တယ်ကြိုက်သလားမကြိုက်ဘူးလား ဘယ်လိုလုံးမှလူမမြင်မှလဲဆိုရဘူးအမြဲတမ်းစဉ်းစားသလားမစဉ်းစားဘူးလားစဉ်းစားတယ်ဒါမှ तू ကအแทးထဲမှာလှုပ်ချင်တာလှုပ်လို့ရမှာဟုတ်သလားမဟုတ်လားအေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များလောကမှာနေတဲ့အခါမဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်သည်ဗာစိတ်များတဲ့သိုးရင်စိတ်များတဲ့တဲ့ဗာစိတ်တွေများတဲ့ကဲဘယ်နှမျိုးရ နောက်တစ်ခုကကျတော့တကယ်ချစ်တဲ့သူရှားတယ်တဲ့ဗါတယ်လေဘဝတဏ္ဍာဒီဘဝရောက်လေပဲတကယ်ချစ်သူနဲ့မတွေ့ဘူးဘာရင်းနဲ့ပဲတွေ့တယ်လဲပြောရင်ဖြံကြမဲ့လူနဲ့ပဲတွေ့ဘာနဲ့ပဲတွေ့ဖြံကြမဲ့လူနဲ့ပဲတွေ့တယ်ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အိမ်တော်ရဲ့အနေအထားကိုကိုယ်ကိုယ်တိုင်အကဲခတ်လို့ရှိရင်ရတယ်ရသလားမရဘူးလား အိမ်တော်ကြီးအိမ်တော်ကြထားတယ်ပထမတခါအဆင်မပြေဖြစ်ထားတယ်ဆိုရင်ကိုဘဝကနားလေသိနေဟုတ်လားတကယ်မချစ်လို့တကယ်ခွာသွားတာဗောဗါရလေတကယ်မချစ်လို့တကယ်ခွာသွားတာအဲ့ဒါဒီအရင်ဘဝကဘာတွေလုပ်ခဲ့လို့လဲကာမေတုမိစ္ဆာသာရတွေလွန်ကျူးလို့တွေ့လာရင်လည်းပဲတွေ့တဲ့ပုဂ္ဂိုလ်ကလူပဲစိတ်ဝင်စားတယ်ဘာပဲစိတ်ဝင်စား လူပဲစိတ်ဝင်စားတယ်ခန္ဓာကိုယ်ကိုပဲစိတ်ဝင်စားတယ်အချစ်တို့သစ္စာတို့မေတ္တာတို့စိတ်ဝင်စားတာရှိလားအဲ့ဒါမျိုးတွေနဲ့ကြည့်တယ်ထက်ခါထက်ခါကြုံရတဲ့တဲ့အဲ့ဒါကြောင့်မို့ကာမိတုမိစ္ဆာသာရလွန်ကျူးသည်သည်တကယ်ချစ်သူရှားတဲ့တဲ့တဲ့ဘာရှားတဲ့ခဲဘယ်နှမျိုးရသွားလဲဘယ်နှမျိုးလဲကောင်းတာပါရဲ့လားအဲ့ဒါကြောင့်တို့သူတော်စင်များ ဘဝဆိုတာယာယီလေးရထားတာပါခဏလေးရထားတဲ့ဒီဘဝထဲမှာအကောင်းဆုံးလေးနေဖို့လိုသလားမလိုလား